ငါနီကောမင်းတို့တေးဦးတာမြင်နော်ငါလွန်ဝေးအခုငါတေးပြောနေငါလွန်ဝေးတေးပြောနေပြီငါနီကောင်းတဲ့အချိန်မင်းတို့လာရှုံးမှာအဲ့လိုပုံစံတော့ရဲလို့ရှိဘယ်ကောင်းမပြင်းငါလာပြင်းမှာနော်အေးမင်းတို့စစ်တာမင်းတို့ရဲတေးရေးပြီးတန်းတန်းတိုင်းတေးရေးပြီးဆိုငါပြစ်တာငါအောင်လားဖမ်းဒီပင်နေစီလုံးဖြစ်လာလို့အတွက်တကယ်ဆုံးကြဖို့လို့ဒီလိုခဏကဆက်အနာရှိလို့တော့အပြတ်တိုက်ချမှာ တော့အောင်ရလို့အဲ့ဒါတော့ပြီးဆိုကျွန်တော်မြင်ရင်ပြန်ပေါင်းကြည့်လို့ဆိုတာအလန်တော်တစ်ခုနဲ့အောင်ပြန်ပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်လေးပြန်ဖြစ်ဖို့ဆိုတာကျွန်တော်မြင်တာတော့ဘာမှအခက်အခဲမရှိဘူး Hello Charter Miba Pitu ညကိုမော်ဒမများအားလုံးမင်္ဂလာပါ။ Newsbeat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်ဇွန်လ17ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီညမှာနောက်ဆွေးရှိထားတဲ့တော်လန်တရင်ထိုးတရင်ကောင်းတွေနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေများစွာချက်မှဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေချက်လိုက်ရအောင်နော်။ပထမအောင်ဆုံးတရင်တို့ဘို့အနေနဲ့ကတော့ စကိုင်းတိုင်းပလဲမြို့နယ်မှာဘီတူလူမြို့ရဲတမတော် PLA ကပြစ်ချလိုက်တဲ့တက်လင်ပေါ်ကလင်းမှုတည်ဆုံသွားတဲ့စပရမတီပြုတ်လိုက်ပြီးတော့မှလင်းပြတဲ့နေရာကနေပြီးတော့မှရောအလောင်း၄ခုရရှိထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အလောင်း၄လောင်းတော့တွေ့တယ်အကုန်လုံးကမိလောင်ကျွမ်းပစ္စည်းနေတဲ့အတွက်ကြောင့်မလို့လင်းမှုအလောင်းလားလင်းပြစ်ချတဲ့ရတန်းနေပေါ်ကဘီတူရဲ့အလောင်းလားတော့ခွဲခြားလို့မရသေးဘူး။အလောင်း၄လောင်းတွေ့တာတော့အတိပြုတ်လို့ရပါတယ်စပရမဘီတူလူမြို့ရဲတမတော် PLA ကသတင်းနဲ့ပြန်ကြားတဲ့တောင်းရှိသူရဲပေါ်နီနီကြော်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ပြကြမီလောင်သွားတဲ့တိုက်လေအမျိုးအစားကိုလည်းတည်ပြနိုင်ဖို့ဘယ်လီကဆက်လက်စူးစမ်းနေဆက်ဖြစ်ပေါ်မှာဗလဲမြို့နယ်ကန်တောင်းရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်ဆိုပြီးမှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ခုဆိုပေါ့နော်စပါးစီချွေရွာမှာပြကြတော့တဲ့စစ်ကောင်စီရဲ့ တက်လျင်ဟာဆိုရင်တော့ဘယ်လိုမျိုးမျိုးဆက်ဖြစ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြီးတော့မှအတိဖြစ်ဖို့စူးစမ်းနေဆက်ပြီးတော့မှတစ်ဖက်မှာကန်တော့ရဲစခန်းဆိုရင်တော့ကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြီးတော့မှဆက်လက်ပြီးတော့မှတိမ့်ပတ်နေဖို့အခြေအနေကောင်းနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတက်လျင်ကိုပြစ်ချနိုင်ခဲ့တယ်ပေါ့နော်အသေးစိတ်သတင်းတွေနဲ့ကန်တော့ရဲစခန်းအပြစ်တက်အောင်ပွဲတွေလည်းရရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အချမ်းဖက်စက်ကောင်စီကဖုန်ကြီးကြောင်းတဲ့တန်ကားတော်တွေအတွက်လိုင်းစင်မဲ့ကားတွေကိုမြို့နယ်တန်ကားနိုင်ကအဖွဲ့ရဲ့တောက်ခံချက်နဲ့ပြန်လည်စီးနှင်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တာသနာမတ်တသိမ်းမှာမြို့နယ်တန်ကားနိုင်ကအဖွဲ့တောက်ခံချက်ပါရမယ်။ကျောင်းတိုက်တဲ့စာတင်တိုက်တွေမှာတကယ်တန်ကားတော်တွေစီးနှင်နေတာဖြစ်ရမယ်။တာသနာကိစ္စတွေအတွက်တုံ့ပြတာမျိုးစင်မဖမ်းတော့ဘူး။မြို့နယ်တန်ကားနိုင်ကအဖွဲ့တွေမှာလည်းကျောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုတောက်ခံချက်လာလို့လို့ရတယ်ဆိုပြီးတော့မြို့နယ်တန်ကားနိုင်ကအဖွဲ့ကတရားဝင်ကြီးညာနေပါပြီဆိုပြီးတော့ မလေးတိုင်းမရယာမြို့နယ်ကတရုတ်ကျောင်းထိုင်ဆရာတော်တပားကနေပြီးတော့မိန့်ကြားထားတာပဲဖြစ်ပါတယ်။မြို့နယ်တန်ကနယ်ကောက်ဖွဲ့ရရာဆွန်လက်တတနာအတွက်မန္တကယ်အုံပြနေတဲ့ကားတွေကိုထောက်ခံချက်ထုတ်ပေးတဲ့နေရာမှာတေချာဆံမပုံတင်ထားပြီးတော့မှမြို့နယ်ရဲတပ်ဖွဲ့ထွေအိုးနဲ့နေမြခန်တပ်နယ်မှူးထံကိုထောက်ခံချက်ထုတ်ပေးထားတဲ့တနာကားစရင်ပြပို့ထားတဲ့ဆိုပြီးတော့ကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးမဘာသာအနယ်ဝင်နေရတော့ခုဆိုဝတ်တော့ရင်နေနေပါနော်။ ဒီမြို့ပေါ်မှာထိုင်နေချက်တောင်းချနေတာပြုံးမှာစစ်ကောင်စီတပ်ဖွဲ့အနေနဲ့တို့ကျွန်တော်ပြည်သူတွေဆရာနေပြုံးမှာငွေကြေးချင်းချောက်ရယူနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးအုပ်စုတွေကိုကျွန်တော်ပြည်သူတွေဘက်ကနေပြုံးမှာမြုံမုံကျိုးနေတာဖြစ်ပြုံးမှာအခုဆိုရင်အဲ့လိုမျိုးအုပ်စုတွေကိုလည်းကျွန်တော်ဘက်ကနေပြုံးတော့ဗော်ချာဆွဲရတော့မှာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တပို့အနေနဲ့ကတော့အယောက်ဒီတိုင်းဖြာဖုံမြို့အခြေစိုက်အမှတ်68ချီလင်တရင်ရဲ့တရင်မှုဖြစ်သူကို ပြေးခဲ့တဲ့ဇွန်9ရက်နေ့ကစစ်ဘေးရေးရလုံချွဲဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် တိုင်မိုးမင်းလို့တည်ရတယ်မဟုတ်ဘင်ဆိုင်ဖက်ကနေပြီးတော့မှလာဖမ်းတာတိုင်ရိုက်တာမှတ냐တဲထားပြီးတော့မှနတ်တခါကိုပို့လိုက်တယ်ဆိုပြီးတော့မှစက်ကောင်စီတဲ့နေဆက်သူသူကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်တိုင်မိုးကိုဖမ်းဆီးတဲ့နေရာမှာမိသားစုတွေကိုလည်းခေါ်ဆောင်သွားပြီးတော့မှ ဘာမှုနဲ့ဖမ်းဆီးသွားတာကိုမသိရှိရသေးဘူးဆိုပြီးမှဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။ရာဂရီတိုင်းတွင်းမှာဆိုတော့မြို့နယ်၅မြို့နယ်ထဲမှာတပ်ဖွဲ့တွေဖြစ်ပွားနေပြီးတော့မှစစ်ကောင်စီသားတွေတေဆုံထိခိုက်မှုများနေတဲ့အပြင်ရာရှိတွေပါတေဆုံနေရလို့အခုဆိုရင်သူတို့အနေနဲ့နေ့စဉ်တို့ပြေးနေတဲ့တပ်သားတွေကြောင့်လည်းတိုင်းတွင်းမှာဖိအားတွေများနေတယ်လို့သိရတာပဲဖြစ်ပါတယ်။လူမျိုးချင်းရာတွေကြောင့်ပေါ့နော်အခုဆိုရင်ဖျားပုံမြို့နယ်ကအမ68တရရဲ့တရင်မိုးနဲ့မီတာဆိုးနေဖမ်းဆီးခံရတာပြီးတော့မှစစ်ကောင်စီအနေနဲ့ကတော့အခုရပိုင်းသူတို့ရဲ့ဒီ အမ33တိုင်မိုးတွေနဲ့ဒီ68တိုင်မိုးတွေကိုပြန်ပြီးတော့ဖန်ဆီးစစ်ဆေးမိုးတွေစစ်တိုက်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ကြားထဲမှာသူတို့ဘောမလောက်ပြီးတွေလဲပေါ့နော်။တော်ပြီးတယောက်ဖန်ဆီးခံရမှုတွေများနေတာမလို့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆောင်းချက်မှာပဲဖြစ်ပါတယ်။ ျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့အခုဆိုရင်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာကရင်တော်လိုင်းအဖွဲ့စီရီယာနဲ့ပြည်မှာစစ်ကောင်စီတပ်စခန်းတွေတခုပြီးတခုတင်ပိုက်တဲ့နေရာမှာသူတို့ချင်းချင်းပြန်ပြီးတော့တိုက်ခိုက်မှုတွေမလို့တော့ဘူးဆိုတဲ့အကြောင်းကိုကန်ယူပြောခွင့်ရဖို့သူဖြစ်တဲ့ပရိုဆော့တော်နေကနေပြီးတော့ပြောကြားထားတဲ့အလေးနဲ့စာချင်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချင်လဲရအောင်လား။ ကင်းရင်ကင်းရင်ချင်းချင်းဟိုတဏ္ဍပါဝါဆိုရယ်မုံနေပေါ့နော်အဲကင်းရင်နဏ္ဍကံကိုဖွဲ့ကြတွားခဲ့ကြတယ်အခုလက်ရှိမှာကျတော့စစ်ကောင်စီစခန်းနေတိနာမှာအဲဒီကင်းရင်နဏ္ဍကံတွေပဲပူပေါင်းပြီးဆောင်ရွက်နေတယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်တော့သုံးသက်တယ်လေချေချေပြင်းနဲ့ထွက်ပေါ်လာတယ်အဲ့တော့ဒီကင်းရင်နဏ္ဍကံအဖွဲ့အားလုံးရဲ့စီလုံးမှုအခြေအနေပူပေါင်းဆောင်မှုအခြေအနေဒီပေါ်မှာဘလို့ဗာမြန်ရှင်းပြလို့ရမယ်ဟုတ်ကဲ့အဲ့ဒီကင်းရင်နဏ္ဍကံညာပြန်လဲပေါင်းစည်းရေးဆိုတာကကျွန်တော်တို့ဟို2023နဲ့ဆက်သုံးနေဆက်ပြီးတော့ကုမ္ပဏီဖွဲ့တာပဲလေ အဲ့ဒီဖွက်တယ်ဆိုပေမဲ့လို့ကျွန်တော်တို့အခက်အခဲတွေအများကြီးတွေ့နေရတယ်ဒါပေမဲ့ကျွန်တော်စူးစမ်းပြီးတော့ဖြည့်ရှင်းတယ်အချင်းချင်းမှာအနည်းဆုံးကြာကျွန်တော်တို့အချင်းချင်းပြန်ပြီးတော့မတိုက်ကြဘာဖြစ်လို့အဲ့လိုလုပ်ရလဲဆိုတော့အဲ့ဒီမတိုက်ကြကျွန်တော်တို့ကင်းလက်နဲ့ကင်းရှင်းရက်တက်ခွဲတွေဖြစ်ကြတယ်နှစ်ပေါင်း20နီးပါးလောက်ကြာသွားတယ်ဘာလို့ဒီလဲကျွန်တော်တို့အချင်းချင်းပဲတည်ရဘာလို့ဝမ်းသာလဲဆရာနာရှင်ပဲဝမ်းသာတာဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားတာဒါဟာတက်တာအရင်မြတ်ပြားလားကျွန်တော်တို့မြင်တာတော့ ဒီပြဿနာရင်းမြန်ဆရာနာရှင်စနစ်ကလာအဲကြောင့်လို့ဒီစစ်ကောင်စီဆရာနာရှင်စနစ်ကိုကျွန်တော်အပြုတ်တိုက်မှာပထမဦးဒါပထမကျွန်တော်တို့လောက်ရမယ်လို့အဲကြောင့်လို့ကျွန်တော်တို့ပြင်ချင်းချင်းမှာတယောက်နဲ့ယောက်ပြန်မတိုက်ကြဘူးဆိုလည်းအချက်အကျသွားတယ်ဆရာနာရှင်တိုက်တဲ့ခါမှာလည်းဆရာနာရှင်ကအနည်းဆုံးမင်းငါတို့မကူညီနေမကူညီနေငါတို့မတော့ရှက်နဲ့ဆိုလည်းအပိုင်းရတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ခိုင်မာလာတဲ့အဲကြောင့်လို့အခုနောက်ပိုင်းစစ်စင်နဲ့လောက်လာတဲ့ခါမှာမင်းကမကူညီတောင်မှငါ့ကိုလာမတော့ရှက်ဆိုတာကျွန်တော်တို့ပြင်အခွဲထဲမှာကြာသွားတယ် အဲ့တော့ကျွန်တော်တို့တော့အမေအလုပ်လာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဇွဲရှိရှိနဲ့စိတ်ရှိရှိနဲ့ဝေဖန်မှုဘလောက်ပဲရှိတယ်ကျွန်တော်ဆက်သွားတဲ့အခါမှာနောက်ဆုံးကျတော့ကျွန်တော်တို့အခုနေဆက်ညောင်းမအောင်ဝဲခံတာကျွန်တော်ကရင်ချင်းပြတ်တာမချဘူးနင်းနင်းလေးလေးပဲဗျာအခုမှအခု DKB ရဲ့ဌာနချုပ်မှာဘုံမှကြည့်ရဗျာဘွားကြည့်ရတော့ကျွန်တော်တို့ကဖြတ်တိုက်ခဲ့တော့အဲ့မှာ DKB ရဲ့ဟိုနှစ်တကူပွဲချင်းပါတဲ့နေရာမှာကျွန်တော်တို့အဲ့ဒီစစ်ကောင်စီအဖွဲ့တွေကိုပြန်ပြီးတော့ကျွန်တော်တို့လက်ရဖမ်းလာတိုင်းမှာဗီဒီယိုထဲမှာရှင်းလင်းမြင်နေရတာပဲကျွန်တော်တို့ကရင်ချင်းဘာပြဿနာမရှိတော့ခဲ့တာ ဆိုတော့အဲ့ဒါကိုဆက်ပြီးတော့နောက်တစ်လမ်းကဒီပြဿနာဖြစ်လာအောင်ကျွန်တော်တို့အပွဲအပွဲပြပြဖြစ်အောင်ဘယ်သူကလုပ်လဲဆိုတော့ဒီဆက်နာရှင်တွေကလုပ်တာဒါမှမဟုတ်ကျွန်တော်တို့ဒီတော့ဒီပြင်နေကြီးလုံးဖြစ်လာဖို့အတွက်တကယ်ဆုံးရောက်ဖို့လုပ်ရမယ်လေဒီလိုဖန်တီးတဲ့ဆက်နာရှင်ဆိုတော့ကျွန်တော်အပြတ်တိုက်ချမှာဘရောင်းရတာလို့အဲ့ဒါလုပ်ပြီးဆိုတော့ကျွန်တော်ပြင်နေပြန်ပေါင်းစည်းဖို့ဆိုတာအလန်တော်တစ်ခုတည်းအောင်ပြန်ပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်စီပြန်ဖြစ်ဖို့ဆိုတာကျွန်တော်မြင်လာတော့ဘာမှအခက်အခဲမရှိဘူးအဲ့ကြောင့်လို့အခုကကျွန်တော်တို့လုပ်နေတယ်ဝေဖန်ချက်တွေအများကြီးရှိတယ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့လောက်ကမြတ်လက်ပါတော့ကျွန်တော်တို့တစ်ချက်ချင်းတစ်ခါလည်းမလုပ်နိုင်ဘူးတစ်ဆင့်ချင်းတစ်ဆင့်ချင်းသွားရင်းနေတယ်ကွာ မျက်မြင်သက်သေရပြန်ပြနေတာနေစားတကြောမှာအကုန်လုံးရှင်းထုတ်လိုက်နေဆိုတာကိုယ့်ကရဲ့အခြေအနေကိုဘယ်လိုမှဘလို့မလို့မဖြစ်နိုင်ဘူးเนาะအဲဒီကိစ္စကဒါရှင်းရှင်းလေးပဲအဲဒါကြောင့်မလို့ဒီကက်တာကိုဖန်တီးတဲ့စိတ်ကောင်းစီကိုကျွန်တော်တို့အရှင်းအရင်ရှင်းထုတ်ပြီးမှကျွန်တော်တို့ကရင်ချင်းချင်းပြန်လည်ပေါင်းသေးရေးဆိုတဲ့ကိစ္စကိုလွတ်သွားမယ်ဆိုရင်ကျွန်တော်တို့ဘာမှခက်ခဲကြည့်တော့ဒါတော့ရောင်းပါတယ်เนาะစစ်ကောင်စီနေနဲ့ကတော့ခက်ဆက်ဆက်ကျွန်တော်တို့ကရင်တိုင်းသားတွေပေါ်မှာသူတို့နေနဲ့ဘာသာရေးတွေနဲ့သူဟက်သက်ရှုတဲ့နေလိုက်နေတုံးပြီးတော့မှလုတ်ခဲလို့အခုချိန်ထိကျွန်တော်တို့ကရင်ဖွဲ့စည်းတွေကြားထဲမှာ ကျွန်တော်တဖွဲ့နဲ့တဖွဲ့ကြပြခတ်မှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ခုဆိုရင်တော့ကျွန်တော်တို့ရဲ့ဆက်စင်းတဲ့ကြောတင်ပိုက်တဲ့နေရာမှာစစ်ကောင်စီတဖွဲ့ဝင်တွေကိုကျွန်တော်တို့ခုဆိုရင်ခရင်တော်လိုင်းရဲ့ချင်းချင်းနဲ့စီလုံးညာဆောင်နဲ့တိုက်ထုံနေတာပြောမှာပေါ့နော်။ကျွန်내ဒီ DKBA BGF တို့ကဆိုတော့အခုချိန်ထိစစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အဲ့ဒီဖွဲ့တွေလည်းအများဆုံးအတီတရားရရှိပြီးတော့မှကျွန်တော်တို့ပြည်သူတွေနဲ့တို့ဒီတော်လိုင်းမှာထဲထဲဝင်ပူပေါင်းမရပဲအခြေပဲဖြစ်ပါတယ်။ကြာဖြတ်လုံငန်းနဲ့ကျွန်တော်တို့ဒီလူကုန်ကူးကန်းတွေကနေပြီးတော့မှသဆင်အခုချိန်ထိကျွန်တော်တို့ခရင်တော်လိုင်းရဲ့ဖွဲ့စည်းတွေနဲ့ကျွန်내တိုင်းသားတွေပေါ်မှာ ဖိနေချိုးချော်မှုတွေလုံးဆောင်နေတဲ့အဲ့ဒီဖွဲ့တွေကဆိုတော့ဗောနော်ဒီတိုင်းစစ်ပြည်မှာလုံးနေဦးမယ်ဆိုတော့စစ်ကောင်စီနဲ့တူကျွန်တော်တော်လန်ပူပေါင်းတပ်ဖွဲ့နဲ့ပြည်မှာအမုန်းချဲတက်ခဲ့မယ်ဆိုပြည်မှာပြောဆိုထားကြတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကိုစီကနေပြီးတော့မှအလင်းဝင်လာတဲ့စစ်ကောင်စီရဲ့ပတ်စင်တန်းဆင်းတိုးနဲ့တွေ့ဆုံတဲ့အချိန်မှာဘယ်လိုမျိုးတွေပြောထားကြမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်လက်ခံရတာသူကခါကကြောက်ရဖျားရတယ်လို့ရောက်ထားရလို့ကျွန်တော်စစ်မှုထမ်းဥတွေမှာဘယ်လိုမှပြောထားတာလက်ကနှစ်သိန်းကျော်ရမယ်အပြည့်ဝရမယ်ပြောထားတယ်အဲ့ဒါဟုတ်လားမရဘူးလား မဟုတ်ဘူးအဲ့ဒါမရောက်ဘူးအဲ့ဒါတဝိုင်းပဲရောက်တယ်တော်တော်လေးရောက်ပြီနော်တော်တော်ရောက်ဆိုပြောရခါခါနတ်တိုင်းပဲပြေးတယ်တတိုင်းကသူ့ကိုဖျားတယ်ပြောတယ်အဲ့ဒီတော့ခေခါခေခါလည်းဘာလို့ပြေးဝထုတ်ပြီးလဲ။ရက်ခါရပြေးဝမထုတ်ဘူး။လက်ခါရနန်းနေရပြေးရ။တကယ်ကျုံလို့နေရတာပါတခါကျုံနေရပြေးဖိနှိပ်မှုရများရ။ဒေါ်လာပိုက်ပဲမရှိဘူး။အဲ့တော့အခုမေးချင်တာကဟိုစကားလက်ရှိသွားပြီဆိုတော့လေ။ အဓိကကြံမိခဲ့တဲ့နောက်ထပ်လက်ရှိစစ်ကောင်စီတပ်ထက်မှကြံမိခဲ့တဲ့ဒီပါစာပဲဖြစ်ဖြစ်ဒီပြည်သူစစ်ပဲဖြစ်ဖြစ်အစအရေကဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နေမှာဖြစ်ဖြစ်သူတို့ဒီစစ်ကောင်စီရဲ့ခိုင်းနှမြောက်လုပ်နေတဲ့ကြံမိခဲ့တဲ့ပြည်သူကိုညှိနေတယ်ဘာပြောချင်လဲအဲ့ဒါတစ်ချက်ပြောပြီးကျွန်တော်ကအဲ့ဒီမှာမကားရယ်ဆယ်အောင်နာဆယ်အောင်မနေကြတယ်သူတို့ကားရယ်ဟုတ်ပါတော့ဒီချင်ဘာပြောလို့ပြောသူအမောင်းမှားရတယ်ဇာဝကသူဟောက်မှနေရောက်သွားပြန်လူရပြီးတော့အဲ့တော့မဟုတ်ဘူးသူဆန်ရသူပိုးရမစီအဲ့လိုအားလုံးဒီဘက်ကိုလာခိုင်းပေးခြင်းနဲ့ပေါ့အဲ့ဒီဖေကလာမယ်ဆိုရင်တော့လိုရကူဆက်သွင်းလို့ရတာဒီဘက်ကို ရရနော်ဟောသူတို့ပြောတဲ့ဟာနဲ့တခြားကြီးဖြစ်နေတာဟောအဲ့ဒါဆိုတခြားကြီးဖြစ်နေကျွန်တော်ဟိုမှာနေတဲ့သူရရဘာမှမဆိုင်ဘူးသူတို့ဟိုမှာပြောထားတာကမင်းတို့တတ်မှာဖြစ်မှာဟောတတ်ပါဖြစ်မှာကျွန်တော်ရရဆုံးဦးတော့အဲ့တော့ဝယ်ထည့်နောက်ပိုင်းရောဘောပြီးတော့ကျွန်တော်တက်ငယ်ကျေးကျွန်တော်ထည့်ရဦးရဒီမှာဆိုလေအဲ့ဒါဆိုကျွန်တော်တည်ရနော်အဲ့လိုမျိုးအဲ့တော့လက်ရှိဒီတိုင်းပြည်ကိုတို့အောက်ကငယ်သားတွေကိုလည်းကျွန်းတပွဲဘွားတွေဖြစ်နေတယ်တိုင်းပြည်ကိုလည်းတို့ဖြစ်စည်းနေတယ်အဒီမင်းအောင်လိုက်အပါဝင်စစ်ဘုတ်ချုပ်တွေကိုနင်းကဒီစစ်ကောင်စီဘက်မှာတောင်းထမ်းဆောင်ခဲ့တဲ့လူတယောက်ရဲဘော်တယောက်နေနဲ့ဘာပြောချင်လဲကျွန်တော်ကဒီသူ့ကိုပဲကျွန်တော် အမေကဖိုက်ချက်ဘာဖြစ်လဲသူကမကောင်းမကောင်းပြည်သူပေါ်ကမကောင်းအမေစုခဲရောက်လာခေါ်ဖယားစိမ်းမှာဖယားစီးရမဲအားရဆိုဖယားစိမ်းမှာဖယားမှမစီးဘုံဖြူဖြက်ရတော့တော့ဇီဒီရခုသူလေရဘုတ်ကျက်ပြည်သူပြပြည်သူကောက်ွယ်ကောက်ွယ်ပြည်သူကောက်ွယ်ရအောင်သူကဖြင်းစင်းရပြည်သူပြည်သူနေအဲ့အဲ့တော့မိလာဆိုရမိမိလာတိုင်းတွဲရသူကသူပြောရအောင်တော့ဘာမှမဆိုင်ဘူးဟုတ်ရဲ့အခုဒီတော်နိုင်ရေးမှာတော်နိုင်နေကြတဲ့မိဘပြည်သူအားလုံးပေါ့နော်ဒီတော်နိုင်ရေးဘက်မှာဝင်းရံကူညီနေကြတဲ့မိဘပြည်သူအားလုံးရောဘာမှပြောချင်တယ်ဒါလေးစကားလက်ဆောင်ပြောပြပါဦးဒါတော့ရအခုတို့အဲ ကူညီအောင်ပဲကျွန်တော်ဘူရဝါရဝါတော့မကရကိုရဲ့ပြည်သူတွေအကနေသူတို့ထားပါမှကြောင်းမှထားပါဘူးရဆိုရဲစီအစစ်တပ်ကိုထားပါမှတူဒီတော်လိုင်းရုပ်ထောက်ပါတာခုံနေရှိတယ်ဒီမှာလည်းအကျိုးရှိတယ်ပေါ့ပုံမှန်ထားပါကပြောလို့ရအစိပဲကြီးလောက်ကြည့်ပါဆိုရစီစက်တပ်ထားပါရင်ဒါတော့ဗောနာကျွန်တော်ဒီစစ်ကောင်စီဘက်ကနေပြောင်းလာတဲ့ ကျွန်တော်တော်လိုင်းရဲဘော်တို့ကနေပြီးတော့မာစစ်ကောင်စီတပ်ရဲ့ရုံမကောချပုံနေတဲ့သူတို့အောက်ခြေတပ်သားတွေကိုအလင်းဝင်ကြဖို့ဖိတ်ခေါ်ပြောဆိုထားတာဖြစ်တယ်။ဒီကောင်တွေကတော့အဲ့လိုတပ်ထဲမှာကလေးကကျွန်တော်တော်လိုင်းရဲ့တမားတွေကနေပြီးတော့မှတပ်ဖြတ်မှုတွေစစ်တိုက်ဆိုသလိုလို့ဆောင်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ waterfront ပြောဆို pretty much လုတ်ခဲကြတာဖြစ်ပြီးတော့အခုချိန်ထိနောက်ယုံနေတဲ့အစစ်ကောင်စီတပ်သားတွေများစွာရှိနေတာပဲဖြစ်ပါတယ်။တရွတ်မီတာစုတွေဟာဆိုတော့ကျွန်တော်တို့တရင်အောင်ချခံထားတာမလို့ပေါ့နော်။မြေပြင်မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှဂဂနာနာမတိရသေးပဲနဲ့ ဒီလိုမျိုးအကြောင်းအရာတွေကိုတရားလေးကိုသိရှိထားတဲ့ဒီစစ်ကောင်စီရောက်ချေတပ်သားတွေနက်ကွဲမိသားစုအနေနဲ့တို့ကျွန်တော်တော်လံပြချောင်းအများဆုံးကူးပြောင်းလာမယ်ဆိုတော့ပြည်သူ့ဘက်ကနေပြောမှအများဆုံးလက်ကမ်းချုပ်ဆိုလဲဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှပြောလိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လံပြတော်သားသူဖြစ်တဲ့ကိုလွန်းဝင်ရနေပြီးတော့မှလာရှုမျိုးပေါ်မှာဒီနေ့ကျတောင်းချမ်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲခိုးတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ ငါလုံးလုံးကြားမရင်မကောင်းဘူးเนาะကြားမရင်မကောင်းတော့ဘူးမှတော့အခုလူတို့တွေရဲ့တိုင်စာတွေငါဖတ်နေတယ်ဖတ်နေဆိုတော့ဒီမှာလာရှူတွေမှာရှိနေရစစ်သားတွေနဲ့ရဲအုပ်ချုပ်ရေးမှုအချို့တွေကလူရက်လူတို့ရဲ့အိမ်ကိုအတင်းအဓမ္မဝင်နေတော့အတင်းအဓမ္မတော့ရူတနာဝင်တာမဟုတ်အတင်းအဓမ္မဝင်တာအတင်းအဓမ္မဝင်ပြီးပစ္စည်းတွေကိုစစ်ကာလာကနေမှခိုးထားတဲ့ပစ္စည်းတွေဆိုဝင်သိမ်းနေတယ်ဆိုတဲ့တင်းငါရှူရောက်ခဲ့တယ်နော်အခုအလားလား အဲ့ဒါလေးကိုတော့အဲ့ဒါကိုတော့အတိုင်းနေတယ်ငါနေကောင်းရင်တော့မင်းတို့တေဖို့တာပြင်နော်ငါနေကောင်းရင်မင်းတို့တေဖို့တာပြင်မင်းတို့လူတို့ကတော့နှိမ့်ဆက်နေလားဟုတ်ပြီမသိနိုင်မှာငါမြုပ်သိမ်းရတယ်မင်းတို့မင်းတို့လူတို့ပစ္စည်းကိုမင်းတို့အဲ့လိုလိုချင်နေရလားဟမ်လူတို့ကတွေးနဲ့ချွေးနဲ့ရင်းမရှာထားလားမင်းတို့လက်နဲ့ကန်လိုက်တောင်းနေတဲ့လူတွေမဟုတ်ဘူးလူတို့လို့ဆိုတာကြားလားမင်းတို့ရဲ့ထမင်းရှင်မင်းတို့ရဲ့အသက်အိုးအိမ်ရှင်နေ မင်းတို့ကာကွယ်နေလူလူမင်းတို့လူလူကာကွယ်နေမင်းတို့လူလူရှက်ခိုးနေတာမင်းတို့လူလူရှက်လုနေတာမဟုတ်ဘူးလို့ပြောနိုင်လားပြောအခုငါတားပုံနဲ့ငါချက်ချင်းသိပေးမယ်ခွေးအလားလားခွေးမျိုးတွေမင်းတို့ကလေငါညကမင်းတို့သိရတာပြင်နော်ငါလွန်ဝေးအခုငါတဲပြောနေငါလွန်ဝေးတဲပြောနေပြီငါညကောင်းတဲ့အချိန်မင်းတို့လာရှုံးမှာအဲ့လိုပုံစံတော့ရဲလို့ရှိဘယ်ကောင်းမပြင်ငါလာပြင်မှာနော်အေးမင်းတို့စစ်တာမင်းတို့ရဲသိရပြီတန်းတန်းတိုင်တိုင်သိရပြီဆိုငါပြစ်တာငါအောင်လားဖမ်း မင်းတို့လူတို့ဘာတစ်ခါမှမင်းတို့လောက်စားမလို့ဘူးဟုတ်ပြီလားမင်းတို့အခုလူတို့အိမ်ကိုမင်းတို့အသိဝင်တယ်ပစ္စည်းတို့အသိစစ်ကလာကဒီမှာခိုးထားပစ္စည်းဆိုမင်းတို့ဝင်တိုင်းတယ်ဘယ်လိုတက်တွေထောက်ထားတိုင်းလာလဲဟုတ်ပြီတက်တွေထားမှရှိမင်းတို့တိုင်းလို့ရတိုင်းဟုတ်ပြီဒါဆိုစစ်ကလာမှာသူတို့ဆုံရှုံလာပစ္စည်းမင်းတို့ဘာရောပေးလဲဟမ်စစ်ကလာမှာဆုံရှုံလာတဲ့ပစ္စည်းမင်းတို့ဘာရောပေးလဲကြိုးစီစမ်းမင်းတို့ကငါရိုင်းငါရိုင်းပြောလိုက်မယ် ဖားရမဆောက်ချီတော့မင်းတို့တန်ဖိုးမရှိတော့မင်းကောင်းနေရင်အဆင်ရဟုတ်ပြီနော်ဖားရမဆောက်ချီရတော့မင်းတို့ထက်ကိုတန်ဖိုးရှိဦးမယ်ရှင်းလားမင်းတို့လှုပ်ပုံနဲ့မင်းတို့ခိုးနေတဲ့ပုံနဲ့မင်းတို့စဉ်းစားကြည့်မင်းတို့ဒါလူတူမင်းတို့ကာကွယ်တာလားဘာလှုပ်နေကြလဲဆိုတော့ကိုစဉ်းစားကြည့်နော်ဟုတ်လားဘာကြောင့်လဲဆိုတော့ဒီစကာလာမှာခိုးထားတဲ့ပစ္စည်းဆိုမင်းတို့တာတော်မှာရက်ွက်တိုင်းစီမဟုတ်ဘူးရက်ွက်တစ်ခုပဲမင်းတို့သတ်စားတယ်ရက်ွက်တစ်ခုမှတော့မလားဒီအိမ်လေးပက်ပက်လေ အင်ဂျင်နဲ့ဆက်တော့ဘောနော်အဲ့လောက်ကိုပဲမင်းတို့ဆန်းစစ်နေတယ်အဲ့ဒီမှာမင်းတို့ဆန်းစစ်နေတာဘာတူအင်ဂျင်ရောမင်းတို့သိလားမှတ်ထားငါနေကောင်းသွားရင်မင်းတို့ခေါင်းလေးကိုပို့လာမယ်ကြီးတထောင်ရဲ့အိမ်ဆိုတာသိကြပေါ့သိထားကြနော်ဟုတ်ပြီလားဒါမဲ့ငါအိမ်လည်းမဟုတ်ဘူးငါငါအပေါ်မှာကြီးစုရှိတဲ့လူရောအိမ်အဲ့ဒီအိမ်ကိုမင်းတို့တွားမဆော်ကားထားတယ်ငါနေကောင်းတဲ့တနေ့ထိဆောက် မင်းတို့ခေါင်းနဲ့ကြည်လက်ထည့်ပေးကဲဒီမှာပေါ့နော်ကျွန်တော် MND ရဲဘော်ဖြစ်တဲ့ကိုလိုအောင်နဲ့ပြတော့မှာလာရှုမျိုးပေါ်မှာထင်းနေတဲ့တောင်းချနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရက်ခွေတွေနဲ့အုပ်ကြီးတွေတွန်းနေပြတော့မှာတတိပေးပြောဆိုထားတာပဲဖြစ်တယ်ကျွန်တော်အလုံးသိထားတဲ့အတိုင်းပဲတရုတ်ဖီးယားနဲ့တူဖို့ဆိုရင်လာရှုမျိုးပေါ်မှာခြေကိုရွေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ထင်းနေတဲ့တောင်းချနေကြတာပြတော့မှာကျွန်တော်ပြည်သူတွေပိုင်ပစ္စည်းတွေကိုလည်းအတင်းတမရယူနေတာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်အရင်တော့ ဒီစီကားခဲ့တယ်ပေါ့နော်လာရှုမျိုးပုံမှာဆိုတော့လုံချွေးရေလုံးဝတင်းကြပ်မှုမရှိတော့ဘဲနဲ့ဖြူဖျဲဖြစ်ပြီးတော့မှတခိုးဓမြမှုတွေအရဆိုလက်များပြနေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးဒီတခိုးဓမြခေါင်းဆောင်တွေအုပ်စုတွေကျွန်တော်လာရှုမျိုးပုံရောက်လာပြီးကြတဲ့ကဗီတိုလူထုတွေရဲ့ဒီလုံချွေးမှုကဆိုတော့ဘာမှအာမခံခြင်းမရှိတော့ဘဲနဲ့အခုဆိုသူတို့ကိုယ်တိုင်ကနေပြီးတော့မှဓမြမှုတွေကိုစစ်တိုက်ချုပ်လွှင့်နေကြတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တော်လန်ရေးရေးဘိုတွေကနေပြမအချင်းချင်းတတိပေးထားတာမလို့ပါနော်ဆက်လက်ပြတော့မှ US ဆန်လို့နေဦးမယ်ဆိုတော့ကိုထိုင်းနဲ့ကိုကံပဲလို့ပြောမှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့မြန်မာလူထုမားတွေပေါ်မှာခေါင်းပုံဖြတ်အနိုင်ကျင့်နေတဲ့တရုတ်ဖနက်စစ်ုံနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့တင်လေကျွန်တော်စပီမှာနားထောင်ကြည့်လိုက်ရအောင်နော်ရှုံမြုတ်ကလှိုင်းသားရမြို့နယ်မှာရှိတဲ့မြန်မာကြွိချွန်းဖနက်စစ်ုံမှာအလို့သမားတွေအနေနဲ့တင်းရဲ့လှုပ်အားကတောင်း၃00ကျပ်တိုးမြင့်ပေးဖို့ဆန္ဒပြနေရမှာစစ်ုံဘက်ကဆန္ဒပြအလို့သမားတွေကိုဖမ်းဆီးအရေးယူမယ်ဆိုပြီးချိန်ချောက်နေတယ်လို့ဆန္ဒပြအလို့သမားတွေကရှင်ကုန်ခစ်တိကိုပြောပါတယ်ဟာရိုင်းတာဆိုလာကိုရနေကစားပြီး ရန်ကုန်မြို့ကလိုင်းသားရမြို့နယ်မှာရှိတဲ့မြန်မာကြည့်ချွန်းဖနက်ဆက်ယုံမှာရှိတဲ့အလို့သမားတွေကသူတို့အတွက်တရက်ကိုလှုပ်အားက13000ကျပ်အထိတိုးမြင့်ပေးဖို့ဆက်ယုံကိုဆန္ဒပြတောင်းဆိုခဲ့ကြရတယ်ဆိုပါတယ်။အဲ့ဒီမှာဆက်ယုံဘက်ကတရက်ကိုလှုပ်အားက13500သာတိုးပေးနိုင်မယ်လို့ပြောပြီးသူတို့ပြောတဲ့နှုံထားအတိုင်းမယူဘဲနဲ့ဆက်လက်ဆန္ဒပြနိုင်မယ်ဆိုရင်ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ပါဆန္ဒပြအလို့သမားတွေကိုချိန်ချောက်နေတယ်လို့ဆန္ဒပြအလို့သမားတွေကပြောထားကြပါတယ်။ဒီကနေ့ဇွန်လ17ရက်နေ့အထိတော့ အဲ့ဒီလိုင်းတရာမြို့နယ်မှာရှိတဲ့မြမကြီးချွန်းဖနက်ဆက်ယုံမှာအလုရှင်နဲ့အလုသမားတွေအကြားလုံအားကနဲ့ပတ်သက်ပြီးညှိနှိုင်းသဘောတူညီမှုမရသေးပဲဆန္ဒပြမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတကယ်ပေါ့နော်ရှေ့ရဆရာကောင်းပြီးတော့မှတော်တော်လေးခံပြင်ဖို့ခေါင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ့်မြေမှာဒီလိုမျိုးစေအောင်လာဖွဲ့နဲ့ တရုတ်မြန်မာကြီးချွမ်းကုမ္ပဏီအားဆိုတော့ကျွန်တော်မြန်မာလူသမားတွေပေါ်မှာသူတို့တောင်းဆိုထားတဲ့လိုအပ်ခွင့်ကိုတောင်းပါပါနော်။နေပြီးတော့မှကိုမပေးချင်တဲ့ပုံစံမျိုးတွေနဲ့ခုဆိုဖန်ဆီးရေးယူမယ်ဆိုပြီးတော့မှချင်းချောက်ပြောဆိုလာတာပဲဖြစ်ပါတယ်။ဒါကတော့မြောက်လေတော့အုပ်စုရဲ့တရုတ်ကိုဆရာတင်ပြီးတော့မှလို့ရတယ်ပေါ့နော်။အကျိုးဆက်တွေဖြစ်ကျွန်တော်မြန်မာပြည်သူတွေကနေ့စဉ်ရက်ဆက်ခံနေရတာမို့လို့ကျွန်တော်တို့နဲ့ဒီတော်လိုက်မှာအားလုံးအထူးတကွာ ပူပေါင်းပြီးတော့မှပုံရမယ်ခြင်းပဲဖြစ်ပါတယ်စစ်ကောင်စီမပြုတ်မချင်ကျွန်တော်တို့ဒီလိုမျိုးဖျက်ဆိုးရရဆိုရင်မြန်မာပြည်သူလူထုတိုင်းခံစားမဲ့ကြိုးဆက်တွေဖြစ်ပြီးတော့မှဒါကိုကျွန်တော်တို့နေနဲ့မခံချင်ဘူးဆိုတော့အခုကြဲရပါတော့ကျွန်တော်မျိုးဘက်ပြည်သူတယောက်မှချမ်းပူပေါင်းပြီးတော့မှတော်လိုင်းရေးမှာထကြွဝင်လှုပ်ဆောင်ရတော့မယ်အချင်းဖြစ်တယ်ဆိုတော့လည်းကျွန်တော်ပြောချင်ပါတယ်မျိုးဘက်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းစစ်မပြအားမျှော်ပဲနဲ့ကျွန်တော်ရှေ့တန်းမှာတပ်ဖွဲ့ဝင်တွေကြားတဲ့တော်လိုင်းရေးဘုံတွေနဲ့သူသတင်းကောင်းတွေရယူဖို့ပေါ့နော် အားလုံးအားတင်ထားကြပါဆိုလို့ပြောရရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။အစားဆုံးကြည့်ရှုပေးကြတဲ့မြေဘပြည်သူများလုံးထူးခြားစွာတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေးကြမှာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရဲ့ချန်နယ်ညချန်နယ်ပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်။